နေမကောင်းဖြစ်ကဆင်းရုံတင်လိုက်ရပြီးနောင်နဲ့ပွဲကိုနှုတ်ထွက်လိုက်တဲ့ရော့ထန်ကိုဂျပန်ဖိုက်တာတာကဲရူးနဲ့မချေဝဲပြန်တဲပေးတော့မဲ့ဝမ်းချမ်းမြရှေ့အားလုံးမင်္ဂလာပါမာရှယ်အကယ်ဒမီ channel ကနေပြည်သက်အားလုံးကျေးဇူးပါတယ်ခင်ဗျာ ကျွန်တော်တို့မှာ Share Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါ။ဒါကြောင့်မလို့မှာ Share လောကကို Channel သက်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel ကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကမြတ်တိုက်ခံကြပါရခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြည်သက်တွေစီကိုပြောချင်တဲ့အကြောင်းအလေးကတော့ထိုင်းနာမည်ကျော် Superstar Fighter Rotan ကို Takeru နဲ့မကြေဝဲပြန်တဲ့ပေးမယ်ဆိုတဲ့အကြောင်းပါ။ မနေ့ကဆိုရင် one championship က1173ပြိုင်ပွဲကိုဂျပန်နိုင်ငံမှာကျင်းပသွားတယ်။ပွဲကလည်းခင်ခင်နန်းနားဖြစ်ခဲ့တယ်။ထူးထူးခြားခြားပဲ time fighter အများစုရှုံးမွေးကြုံတဲ့ညလို့ပြောလို့ရတယ်။ဂျပန် fighter တော်တော်များများနဲ့နိုင်ပွဲတွေရရှိကြတယ်။ပြီးတော့တကယ်ကိုကောင်းတဲ့ပွဲကောင်းတွေလည်းဖြစ်ခဲ့ပါတယ်။ဒီထဲမှာဒီနေ့ဦးစားပေးပြီးပြောချင်တာကတော့ rotten နဲ့ takeru ရဲ့မကြီးပွဲကြောင့်ပါ အစကအဲ့ဒီပွဲမှာ road ထိုင်တဲ့နောင်အိုတို့ကို flying weight တန် champion လူပွဲအနေနဲ့ one championship ကပွဲတက်ပေးထားတယ်။ fighter နဲ့အလုံးကလည်းပွဲထုဖို့ဂျပန်နိုင်ငံကိုလည်းရောက်လာပြီး press conference ကိုလည်းတက်တယ်။ weight chain နဲ့ season နေမှာလည်းလာတယ်။ hydration test တွေလည်းလုပ်တယ်။အဲ့ဒီအချိန်မှာနောင်အိုက weight chain တဲ့အချိန်မှာ hydration test ကို weight ကိုမအောင်နှစ်ချိန်ကြိုးစားတယ်နှစ်ချိန်လုံးမရဘူး။ road ထိုင်ကတော့ weight chain ကပြီးဖို့၄မိနစ်လောက်အလိုမှာသူရောက်လာတယ်။ ်ရောက်လာတဲ့အချိန်မှာသူဝိတ်ထိန်တယ်ဝိတ်ထိန်တဲ့အချိန်မှာရေတက်လဲအောင်တယ်ဝိတ်လဲဝင်တယ်ဒီတော့ကျွန်တော်တို့ကပွဲဖြစ်ပြီပေါ့နော်ဖိုးကြီးဆိုင်ရာလေးညှိမဲ့ပြီးရင်ချန်ပီယံလူပွဲကိုလည်းခေါင်းစဉ်ပြောင်းလိုက်နိုင်တယ် cash rate တန်းပြပြောင်းလိုက်နိုင်တယ်ပြီးတော့မှနောက်ထပ်တစ်ချိန်အပြင် fighter နဲ့ပွဲပြန်တဲပေးဖို့သူတို့ season မဲ့ဆိုပြီးတော့မှကျွန်တော်တို့ကထင်ခဲ့တယ် ပြီးတော့အသိမကြခင်အချိန်မှာပဲ one championship က official ထုတ်ပြန်တဲ့ rotten အနေနဲ့ဝေးချရင်လည်းစင်မပြေပဲနေမကောင်းတာကြီးဖြစ်သွားတယ်စီးရုံချင်းတင်လာရတယ်ခန္ဓာကိုယ်ကဘလို့မှပွဲထုတ်လို့မရဘူးဒါကြောင့်မလို့ rotten နဲ့နောင်တို့ပွဲကပြတ်သွားပြီဆိုပြီးတော့မှ post တင်လိုက်တယ်ဒီအချိန်မှာခရက်တွေလည်းတော်တော်ထသွားတယ်မြန်မာပြည်သက်တွေဆို rotten ကို academy ပေးရမယ်ပါညာစသဖြင့်တော်တော်လေးဝေးပန်တယ်တော်တော်များများကတော့ဒီလိုမျိုးတွေပြောကြတယ်အဲ့ဒီ1173ပွဲချင်းပနေတဲ့အချိန်မှာ rotten ကအဲ့ဒီ queen ဘေးမှာထိုင်းချနေတယ် ာကဲရူကဒန်နီပူရင်းနဲ့ထိုးတယ်။ဒန်နီပူရင်းနဲ့ထိုးတဲ့အချိန်မှာတာကဲရူကပထမအချိန်မှာဂရက်အော်တောင်းနှစ်ချိန်ကြောင်းထိုးလိုက်နိုင်တယ်။ပြီးတော့ဒုတိယအချိန်မှာလက်သေးထိုးချက်ကျန်သားကြီးထိုးသုံးတယ်ပြီးတော့အနိုင်လိုက်တယ်။ TKO နဲ့နိုင်သွားတယ်။နိုင်သွားပြီးတဲ့အချိန်မှာဝိုင်းချမ်ပီယံရှစ်ကရော့ထန်နဲ့တာကဲရူနဲ့ကိုမချေဝဲပြန်တည့်ပြီးမယ်ဆိုပြီးပြောလာတယ်။အဲ့ဒီအချိန်မှာရော့ထန်ကကွင်းပြင်မှာနေနေတယ်ပြီးတော့ကွင်းထဲဝင်လာတယ်ဝင်လာပြီးမျက်နှာချင်းဆိုင် face off လုပ်ကြတယ်တာကဲရူကပြောတယ်သူ့အတွက်ရော့ထန်နဲ့ထိုးမဲ့ ွဲကနောက်ဆုံးပွဲအဲ့ဒီမချေဘွဲမှာသူ့အနေနဲ့ရောထန်ကိုနိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့မှပြောသွားတယ်ရောထန်ကလည်းသူ့အနေနဲ့တာကယ်ရဲ့နောက်ဆုံးပွဲမှာပါဝင်အားဖြည့်ခွင့်ရတဲ့အတွက်ခုံယူတယ်ပါညာစသဖြင့်ပြောသွားတယ်ပေါ့ဗျာဒီနေရာမှာအဓိကပြောချင်တာကရော့ထန်နဲ့နောင်အိုရိုရဲ့ပွဲကဖဲချိန်မှဖြစ်လာမှလည်းဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ရော့ထန်ကိုဒီကြားထဲမှာနောင်အိုနဲ့ပွဲတင်ပြီးဖို့အစီအစဉ်ရှိမလားဆိုတာကျွန်တော်တို့ကစောင့်ကြည့်ရမယ်ဗျာအကဲရွေးမြရော့ထန်နဲ့နောင်အိုနောက်မှပြန်တယ်ပြီးမယ်တာခဲရုနဲ့အရင်ထိုးပိုင်းမယ်ဆိုတော့နောင်အိုတို့ကနင့်လာတာပေါ့ဗျာ ဝမ်ချမ်းမဲရှိကဒီလိုအခင်းကျင်းတွေကိုများလိုချင်လို့ရော့ထန်တို့ပွဲကိုဖျက်သိမ်းလိုက်တာလားဒါမှမဟုတ်ဘလို့ကြောင့်ဒီလိုမျိုးအခင်းကျင်းတွေကိုဖန်တီးလာတာလဲဆိုတော့လေစိတ်ဝင်စားဖို့တော့ကောင်းနေရှင်းပြောရတော့ဗျာရော့ထန်နဲ့တာကဲရူနဲ့ကအရင်ကြီးမကြည့်ဘဲတင်နေစရာမလိုဘူးလို့တော့ကျွန်တော်ကတော့မြင်နေဘာကြောင့်လဲဆိုတော့ဗျာရော့ထန်ကတာကဲရူကိုပထမအချိန်မှာလည်းအလဲထိုးပြသွားတာဗျာလက်ရည်ကပြတ်သက်ပဲဒီလိုဖိုင်တာနဲ့ရောက်ကိုဘာကြောင့်မကြည့်ဘဲပြန်တယ်ပေးရတာလဲဆိုတော့လေစိတ်ဝင်စားဖို့ကောင်းနေ ဂျပန်မှာထိုးမဲ့ပွဲမှာဖြစ်တော့ဂျပန်နာမည်ကျော်ကစ်ဘောက်ဆာနဲ့တဲပေးတယ်ထိုင်းရဲ့နာမည်ကျော်ဆူပါစတာဖိုက်တာနဲ့တဲပေးပြီးတော့ပရိသတ်တွေဝင်ရအားပေးမှုအများကြီးနဲ့ထပ်ပြီးတော့မှလိုချင်လို့ဒီလိုမျိုးပွဲဖန်တီးတာလားဆိုရလဲစိတ်ဝင်စားဖို့ကောင်းတယ်အမှန်တကယ်ဝန်ခံပြောရရင်တော့ဒီပွဲကဖြစ်တဲ့အကြောင်းရင်းသိမရှိဘူးအမန်ကြီးအပြင်ပြောရမယ်ဆိုရင်ရော့ထန်ကတာကဲရူကိုနိုင်ထားပြီးတဲ့ဖြစ်တဲ့မှာတာကဲရူအနေနဲ့နောက်ထပ်တပွဲလောက်ထိုးပြီးထပ်နိုင်သွားမှရော့ထန်ရဲ့တွေ့တာမျိုးကပိုပြီးဖြစ်တဲ့နယ်လို့ကျွန်တော်ကတော့မြင်နေတယ် ဒါမဲ့လေဒေပွဲကလည်း target rate နောက်ဆုံးပွဲဖြစ်တဲ့ကြောင့်မလို့ promotion ကဒီလိုမျိုး rotation နဲ့ပြန်တည်ပေးလိုက်တာလားစီးပွားရေးအရာပဲတွက်ချေကိုက်လို့လိုမျိုးဖန်တီးပေးတာလားဆိုတာတကယ်တော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ် one championship က april 29ရက်နေ့2026ခုနှစ်မှာဂျပန်နိုင်ငံမှာ1175ပြိုင်ပွဲကိုကျင်းပသွားမယ်အဲ့ဒီပြိုင်ပွဲမှာ kuru umakain နဲ့ anatoli malikin တို့ပွဲကိုထည့်မယ်ပြီးရင် takeru နဲ့ rotation တို့ပွဲကိုထည့်မယ် dia တွေကရေပန်းစားနေတယ် ဒီလိုထဲမယ်လို့လဲဝမ်းချက်မရှိဘက်ကနေပြီးတော့မှသတင်းတွေထွက်နေတဲ့ official တို့တရားဝင်ချပြထားခြင်းတော့မရှိသေးဘူးဒီအတော့အတွင်းမှာ rotten ကိုဝမ်းချက်မရှိကနောင်အိုနဲ့ဘယ်အချိန်ပွဲတက်ပြီးမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်အကယ်၍များဝမ်းကနောက်ပြန်ပွဲတက်ပြီးမလားတကယ်ဘူးနဲ့ပဲအရင်ထိုးခိုင်းမလားဆိုတာတော့ကျွန်တော်တို့လည်းစောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ဒါကတော့ promotion တွေအနေနဲ့သူတို့ရဲ့စီးပွားရေးအရအရင်အကွက်ရှူတာမြန်တဲ့အကြောင်းလေးကိုပြည့်သက်တည်သိအောင်မျှဝေပေးတာပါခင်ဗျာ ပရိသတ်တွေကဒီပွဲအခင်းကြီးနေနဲ့ပတ်သက်ပြီးဘလို့ထင်လဲပေါ့ပရိသတ်တွေထင်တာတွေကိုလည်းကျွန်တော်နဲ့တူတူ comment မှာဆွေးနွေးပေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲ rotten နဲ့ target ကိုမချိဝဲပြန်တဲ့ပေးမယ်ဆိုတော့1 championship အကြောင်းလေးပေါ့လာတော့မျှဝေပေးတာပါ နောက်ရက်ဒီမှာလည်းကျွန်တော်တို့မှာ Share Academy Channel ကနေခုလို MMA နဲ့ပတ်သက်တဲ့ training တွေ1 championship UFC championship training တွေမြန်မာကုသဂီ fighter တွေထူးတာတွေအကြောင်းတွေကိုနေ့စဉ်ပုံမှန်တက်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Martial Local Channel တက်တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားဖို့မြစ်တာခံကြပါရခင်ဗျာ။ပြည့်စုံအောင်ထူးပေးကျေးဇူးတင်ရှိပါခင်ဗျာ။